time for discussion ဆွေးနွေးဖို့အချိန်ကြပြီအစီအစဉ်ကိုကြည့်ရှုနေတဲ့မြောက်ရီပြည်သက်ကြီးမင်္ဂလာပါခင်ဗျာဒီနေ့တော့ဆွေးနွေးဖို့အတွက်ဆရာဖြိုးနဲ့ဆရာနိုင်ဆွေဦးဖိတ်ခေါ်ထားပါတယ်ဆရာဖြိုးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဆရာနိုင်ဆွေဦးမင်္ဂလာပါမင်္ဂလာပါဆရာခင်ဗျာဆရာဦးနဲ့ဆက်ဆွေးနွေးကြတာကတော့ဗောလေဒီမဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ့်မှဒီအကြောင်းလေးကိုပြောချင်ပါတယ်เนาะအဲ့တော့မေလ9ရက်နေ့မှာ နိုင်ငံတော်ဆီမှာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဝန်ကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာစစ်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာမဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ80ပြည့်အထိမ်းမှအစည်းအဝေးခမ်းနားကိုတက်ရောက်ဖို့အတွက်ရုရှားဖက်ဒရယ်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ဆရာလဲနော်ဒီပွဲကိုတက်ရောက်ဖို့ပါသွားတယ်ဆိုတာကျွန်တော်သိထားပါတယ်။အဲ့တော့ဆရာလဲဒီပွဲကိုတက်ရောက်ခဲ့တဲ့အတွက်ကြောင့်ဒီပွဲကြီးနဲ့ပတ်သက်လို့ပေါ့လေ။အဲဆရာရဲ့တွေ့ခဲ့ရတဲ့အတွေ့အကြုံ အနောက်တစ်ခုကမြန်မာရဲ့တပ်မတော်ဘက်ကလည်းကိုယ်စားလှယ်ဖွဲ့ရနေတက်ရောက်ချီတက်ခဲ့တယ်အဲ့ဒီပုံမှာဆရာရဲ့နော်ပီတီစကားတွေပြောပြအောင်ခင်ဗျာဟုတ်ကဲ့ပါဆရာအာဘိုဂျိုမီးယာဒီနှစ်ထဲမှာပေါ့လေကျွန်တော်ရုရှားဖက်ဒရေရှင်းနိုင်ငံကိုဒါဝန်ကြီးချုပ်တိုင်းပေါ့နော်ဆရာကိုချစ်ချစ်ခေတွားရောက်ခဲ့ပါတယ်အဲဆိုတော့ကျွန်တော်ကဒီဒုတိယခီးစဉ်ဖြစ်တဲ့ကျွန်တော်တို့မေလ ခုနှစ်ရက်နေကနေပြီးတော့မှဆယ်ရက်နေ့အထိဒါကဟိုသွားတဲ့ခီးစဉ်မှာကျွန်တော်လိုက်ပါခွင့်ရရှိခဲ့ပါခင်ဗျာဒီခီးစဉ်ရဲ့အကြီးအကျယ်ကလည်းကျွန်တော်တို့ကဒီ1941 1945ဒါမှာမြို့ကြီးစပွဲကြီးအောင်ပွဲ80ပြည့်ဒါဈေးပြခါနာနဲ့ပေါ့နော်တော့ပြဆက်ဆက်စည်းဝေးဆက်ဆက်ခါနာတွေကိုဒါတက်ရောက်ဖို့ဆိုပြီးတော့မှသွားလာဖြစ်ပါတယ်ဆရာခင်ဗျာဆိုတော့ဟိုဒီ80ပြည့်ဟိုကျွန်တော်တို့ဒီမဟာမြို့ကြီးစပွဲအောင်ပွဲဆိုတာလည်းတော်တော်ကြီးကိုဒါကျွန်တော်ထူးခြားပါတယ်ဒါဒုတိယကမ္ဘာစစ်မှာလည်းဒီမဟာမြို့ကြီးစပွဲကြီးဆိုတာကအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့မှဒါသမိုင်းပညာရှင်တွေက ပြောကြပါရခင်ဗျာဆိုတော့ဟိုဒါရုရှားတွေကတော့ဒီဒုရကဘာစီရဲ့ဒီဒီဘက်သူတို့ဘက်ချမ်းကိုဒါမဟာမျိုးရှိစပွဲကြီးလို့ခေါ်ပါတယ်ဒါ Great Patriotic War ပေါ့နော်ဘာလို့လဲဆိုတော့ဒါက ဟိုနာဇီဂျာမနီကိုသူတို့ကဘောနော်တွန်းပြန်လဲတွန်းလှန်ပြီးတော့မအောင်မြင်တဲ့အထိမ်းမှန်လည်းဖြစ်ပါတယ်ဒါကနှစ်စဉ်မေလ9ရက်နေ့တိုင်းမှာဒီအထိမ်းမှန်ခန်းသားတွေပြုလို့လေးရှိပါတယ်ဒါပေမဲ့ဥရောပဘက်ချမ်းမှာကြတော့ဆိုတော့မေလ10ရက်နေ့ဖြစ်သွားတာဘောနော်ဟုတ်ကျွန်တော်တို့စတနာကြီးလက်မှတ်ထိုးတော့ဟုတ်ကဲ့ဆိုတော့မေလ10ရက်နေ့ရုရှားဘက်ချမ်းမှာကြတော့သူကကျွန်တော်တို့မေလ9ရက်နေ့ဆိုပြီးတော့မှဟိုဖြစ်သွားတာပေါ့ခင်ဗျဒါကတော့ကဘာတဝမ်းမှာလည်းဒီခန်းသားတွေပြုလို့လေးရှိပါတယ်ဆိုတော့ကျွန်တော်တို့ငငယ်ရလဲကျွန်တော်ကရုရှားမှာပြင်တော်ရင်သွားခဲ့ဝေးတဲ့ခါကျတော့အဲ့ဒီကာလာတွေကကျွန်တော်ပြီးခဲ့15နှစ်လောက်ကလေးရပါဘောနော်ဆရာကျွန်တော်ဒီ ီအခမ်းအနားတွေကိုနှစ်တိုင်းပေါ့လေသွားပြီးတော့ကြည့်ရှုလေးရှိပါတယ်ဘာလို့ဆိုတော့နှစ်တိုင်းအဲဒီမှာအဲ့အခမ်းအနားမတိုင်ခင်မှာကျွန်တော်တို့က rehearsal တွေကိုဒါ red square ပေါ့ရင်းမြစ်နီးပေါ်မှာအပြုလုပ်လေးရှိပါတယ်အပြည်သူတွေကဟိုတကယ်အခမ်းအနားကြီးနေကြရင်တော့တော်တော်များအထဲဝင်ဝင်မရဘူးပေါ့နော်ဖိတ်ကြားထားတဲ့ editor တွေပဲဝင်ခင်ရတဲ့ခါကျတော့ဒီ rehearsal အစမ်းလေးချင်းတဲ့အခမ်းအနားတွေကြတော့သူကညဘက်တွေလည်းလုပ်တယ်နေကင်းဘက်တွေလုပ်တဲ့ခါကျတော့အနီးကပ်ထိကြည့်ရှုခွင့်ရရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာလည်းကျွန်တော်တို့က rehearsal ဟိုတက်မလို့သားတွေမကောက်ဘူးလားလက်နဲ့ရန်နေရတဲ့လေးမြန်နေရဟန်နေဒါတွေလည်းပါတဲ့ခါကျတော့ကျွန်တော်တို့ကဟိုစိတ်ဝင်စားတဲ့ခါကျတော့အများနဲ့ ွားလေ့ရှိပါတယ်ဒါနှစ်80ပြည့်အခါနာကြီးလည်းဖြစ်တယ်အကြီးကျယ်လည်းလုတ်လုတ်တဲ့ခါနာဖြစ်တယ်ပေါ့လေကမ္ဘာပေါ်မှာကမ္ဘာမှာရှိတဲ့နိုင်ငံခေါင်းဆောင်ဘောင်29ဦးကနေပြတတိယချင်းမင်းလေးဆိုတော့လည်းကျွန်တော်တို့ဒါတွေ့ရမှာဖြစ်ပါတယ်ဆရာပို့ပြီးထူးခြားတာကဒါမြန်မာတပ်မတော်ရဲ့ဒါဈေးပြတ်တပ်ဖွဲ့ရတာလေပထမဆုံးအကြိမ်ပြီးတော့ရင်းမြင်းဒီမှာဒါဝင်ရောက်ပြီးတော့မှဈေးပြတ်ချီတက်ခဲ့ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါတခြားကျွန်တော်တို့လည်းဆိုပေးပြီးတော့ဆိုဖွင့်ဝင်နိုင်ငံဟောင်းနေတော့အာဆီယံနိုင်ငံတွေကဗီယက်နမ်လာအိုလိုနိုင်ငံတွေလည်းအတူတူကပါဝင်နေဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့နိုင်ငံအတွက်လည်းဒါဂုဏ်ယူစရာကောင်းတဲ့အချိန်နေအနေ ေတာတခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်ရပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါဆရာခင်ဗျာဟုတ်ကဲ့ပါဟိုခုနပေါ့နော်ဟိုဆရာလေးပြောသွားတယ်အဲ့တော့မေလာကိုရဲ့နေဒါတို့အထင်းမှပွဲလှုပ်တယ်အဲ့တော့တကယ်လက်နဲ့ချတာဟုတ်လက်မထိုးခဲ့တာကတော့ဆရာပြောမေလာရှေ့ရနေတွေ့ရနော်ဟုတ်ကဲ့မေလာရှိရနေည7နာရီလို့ပြောပါတယ်အဲ့တော့သူတို့တွေအနေနဲ့ဒီအောင်ပွဲလဲလှုပ်တက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒုတိယကဘာစစ်မှာ ဒီဂျာမန်ရဲ့တပ်မ6ကြီးဟာနော်ကျွန်တော်တို့ဒီစတာလင်ဂရတ်ကိုတို့တိုက်တဲ့အချိန်မှာနောက်ဆုံးမိအဲ့ဒီမှာအလှည့်ပြောင်းဖြစ်သွားတာပဲအဲကျွန်တော်သိလောက်ဆိုရင်ရုရှားလူမျိုးတွေလည်းတတော်များများတည်ကြည်ခဲ့ရပါတယ်နော်အဲ့တော့ဒါလေးနဲ့ပတ်သက်လို့လည်းဆရာဖြောကနည်းနည်းပြောပြပေးအောင်ခင်ဟိုကျွန်တော်တို့ဟိုဟိုဘရူမာရောတေချာမပြောနိုင်ဘူးခင်ဗျာသူတို့အချမ်းမြင့်တွေ့ထားတာကတော့ဆိုဗီယက်စစ်သား ၈၀၈တန်းတော့တက်ပွဲကြပါတယ်ဟိုဒဏ်ရတာတော့ဘလူးမတ်တိချာမသိဘူး၁၀တန်းတော့ကြုံမယ်ပေါ့ခင်ဗျာအရသားတွေကတော့၁၅တန်းနဲ့၁၈တန်းလောက်ဟိုဆုံးတယ်လို့ပြောပါတယ်မြို့တွေထဲမှာနာဇီရဲစစ်တိုင်ခင်ဗျာသူကဂျွာရီပါလေးဝင်တော့ပြည့်စက်သားသူတို့ပြစ်မှာကြလို့ရှေ့ကအရသားကိုရှေ့ကလွတ်တာပေါ့ခင်ဗျာအဲ့တော့ဒါရီလက်ပါတာပေါ့လေအဲ့တော့အရသားတွေအများကြီးဟိုကြခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးတော့ဆစ်ရှုံးတော့လေသူတို့နောက်ဆုံးလက်နဲ့ချတဲ့အခါကျတော့ဂျာမန်က ဟုတ်လားခင်ဗျာဟိုဒီစစ်တုံးမနေရ6နှစ်သူတို့ဘာလဲကျွန့်လွန်ခိုင်းတာအောင်ခင်ဗျာအဲ့တော့ဒီကျွန်တော်တို့ခုတွေ့ခဲ့တဲ့ဥနိုင်ဆိုလို့တွေ့ခဲ့မှာဒီမော်စကိုကဒီစတာလင်စကိုက်စကရီဘာခေါ်တော့ခင်ဗျာအဲ့ဒီခုနှစ်ခုကသူတို့ဒီဂျာမန်စစ်တုံးမနေစောက်ရတာပါနော်ဒီမြင့်ဟိုအခုခေတ်ဂျာမန်ကတော့အင်ဂျင်နီယာရင်းကောင်းတော့သူတို့စောက်တော့တဲ့ right data တွေကဟုတ်လား black sea မှာရှိတဲ့ခင်ဗျာဒီသူတို့သူတို့ soviet ခေတ်ကခေါင်းဆောင်တွေနေတော့တဲ့ဟို palace တွေပါလဲသူတို့ပဲစောက်ရတာပါအဲ့ဂျာမန်ဘက်ကလည်းပြန်ကြည့်လိုက်တဲ့ခါကျတော့ ၃၃ကနေပြီးတော့၄သန်းလောက်တိုက်ပွဲကြရတယ်ဗောခင်ဗျာတန်ရတာလည်းအဲ့လို၆သန်းကျော်လောက်ရှိတယ်နောက်ပြီးတော့ဖန်ခါရတာလည်းဘယ်နှယောက်ဖန်ခါရတယ်မသိဘူးဒါပေမဲ့အဲ့ဖန်ခါနေမှာပဲဟိုဆုံးသွားတဲ့ကလေးတွေလည်းအများကြီးပေါ့လေအဲ့တော့၆နှစ်ကြာပါတယ်အဲ့တော့ကျွန်တော်လည်းအခုတည်းကကျွန်တော်ကျွန်တော်လည်းဂျာမနီနေလိုက်ပရုရှားနေလိုက်ဆိုတော့ခင်ဗျာကျွန်တော်အသည့်တွေပြောသလိုသူတို့အဖေတွေပြန်လာတဲ့အဖေတွေပါတယ်အခုတည်းကတခါကြဟိုဆုံးတဲ့အထိပေါ့လေညညထိုက်ရောင်နေပေါ့လေပါဆိုသူတို့ခံစားခဲ့ရတယ်အများကြီးပေါ့ဒုတိယ question မှာ အသေးကြီးအများဆုံးကရုရှားပဲခင်ဗျာအဲ့တော့ဒီအကြီးကဟိုသူတို့ကဒါကြောင့်လဲသူတို့ရဲ့ great battery ဝဖြစ်တာပေါ့ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဟိုဒီပွဲမှာလဲပေါ့လေကျွန်တော်တို့နိုင်ငံတော် green job ပုံဝင်မဲအောင်နိုင်ငံကကဇက်စတန်တမရနယ်လဲနော်ဟိုတွေ့ဆုံဆွေးနွေးတာကိုတွေ့ရပါတယ်နော်အဲ့တော့ကျွန်တော်ကဇက်စတန်နိုင်ငံကိုကြည့်လိုက်ပြန်တော့လေကဇက်စတန်နိုင်ငံကကုန်းပိတ်နိုင်ငံပဲဟုတ်ကဲ့နော်ကုန်းပိတ်နိုင်ငံမှာလူကြီးက တန်း30လောက်ပဲရှိတယ်ဒါပေမဲ့သူတို့ရဲ့ GDP ကကြတော့260နဲ့ဘီလီယံလောက်ရှိတယ်သူကကျွန်တော်နိုင်ငံနဲ့သွားတူနေတာသူတို့နိုင်ငံမှာကဒီလူမျိုးခွဲတွေကလည်း131မျိုးလောက်ရှိတယ်ဟာတော်တော်များတာပဲเนาะအဲ့တော့ဝင်ငွေကြတော့သူကဒီအလဲတန်းဝင်ငွေရဲ့အပေါ်ပိုင်းမှာ ရှိတဲ့နိုင်ငံဖြစ်တယ်ဂျီနန်နဲ့ပတ်သက်တော့လည်းပဲသူကရုရှားပြီးရင်အဲ့ဒီယူရိုအေရှားမှာသူကအများဆုံးဂျီနန်ထွက်နေတဲ့နိုင်ငံပဲ နောက်တစ်ခုကကျွန်တော်တို့ဒီဂျုံတို့ grain ပေါ့နော်ဒီသီးနှံနေမှာလဲပဲသူတို့ကနိုင်ငံခြားကိုတင်ပို့တာမှာကမ္ဘာပေါ်မှာထိတ်ဆုံးဆယ်နိုင်ငံမှာပါနေပါတယ်အဲ့တော့ဆရာလည်းပဲပေါ့လေဒီကာဇစတန်နဲ့ကျွန်တော်တို့တွေ့ရှိခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံအတွက်ကောဆရာဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မှာလဲခင်ဗျာ โอเคဟိုဗာကာဇန်ဆန်ဆိုတော့ဆရာကျွန်တော်တို့လည်းဆိုရဲပြည်တော်စုဖွဲ့ဝင်နိုင်ငံဟောင်းလည်းဖြစ်ပါတယ်ဒါသူတို့ထဲမှာလည်းနိုင်ငံကြီးတဲ့နိုင်ငံတွေဒါရှိနေတာဖြစ်ပါတယ်လက်ရှိမှာလည်းဗာပြောပြောဟိုကျွန်တော်ကကုန်းနေဝိနိုင်ငံ landlord country ယူဆိုဝင်မယ်လေသူဒါဖွံ့ဖြိုးတိုးတက်မှုတွေတာဆူနေနိုင်ငံတဲ့နိုင်ငံလို့ဒါဒါကျွန်တော်တို့ဒါပြောလို့ရပါတယ်ဒီမှာလည်းဒီခီးစဉ်တွေမှာလည်းဗိုလ်ချုပ်မူရကာဇန်ဆန်ဒါသမရနဲ့တွေ့တာရှိသလိုနတရုတ်သမရနဲ့လည်းဒါတွေ့ဆုံဆွေးနွေးခဲ့တာတွေလည်းရှိပါတယ်ဒါတော့ကျွန်တော်တို့ကဟိုအမြဲတမ်းပေါ့လေကျွန်တော်တို့မှာကမ္ဘာနိုင်ငံတွေအကုန်လုံးကအမိတ်ဆွေနိုင်ငံတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရတဲ့နိုင်ငံတွေမှာ ကျွန်တော်ပူပေါင်းဆောင်ရမှုလိုအပ်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်။ကြာပြောလို့ကျွန်တော်တို့ကဒီရုရှားတို့ဒါကာဇာစမ်ရှုနိုင်ငံတွေကဘာပေါ်မှာဂျုံထုတ်လို့မှုအများဆုံးနိုင်ငံတွေလည်းဖြစ်တယ်ပေါ့။အဲ့ဒီကနေကျွန်တော်တို့ဘာတွေအခွင့်အလမ်းရရှိနိုင်မလဲ။ဒါတွေကိုကြည့်ဖို့လိုရလို့ကျွန်တော်အနေနဲ့တော့ဒီလိုပဲမြင်ပါတယ်ဆရာ။ဟုတ်ကဲ့။ဟိုဆရာပြောနေကူရာကစကားပြတ်သွားလို့လေ။ဒီလက်နဲ့ချတဲ့ပွဲမှာအမေရိကန်သမ္မတပါတယ်။နောက်တစ်ခါဗြိတိရှဝင်းချုပ်ပါတယ်။ဟလာဒီဆိုဗီယက်ဘက်ကလည်းကျွန်တော်တို့ခေါင်းဆောင်ပါတယ်။ ဲ့လက်မဲ့ချတဲ့ထိုးခဲ့တဲ့နေရာကိုကျွန်တော်မမားဘူးဆိုရင်ရောတာလားမသိဘူးနော်ဟုတ်ပါဘူးခင်ဗျာနော်အဲ့ဒီမြို့ဘောဆရာပြုရောက်ဖူးပါလားနောက်ပြီးတော့လည်းပဲအဲ့ဒီမြို့လေးအကြောင်းလက်နဲ့ချခဲ့တဲ့အကြောင်းလေးလည်းပြန်ပြီးတော့ပြောပြပါအောင်ခင်ဗျာဟုတ်ကဲ့အဲ့တော့ဒီရောတာဆိုတာအခုဟိုရုရှားကဟိုပိုင်တဲ့ခရိုင်းမီးယားကျွန်းပေါ်မှာရှိပါတယ်အဲ့တော့နံပါတ်ကြီးကတော့ယော်တာပါခင်ဗျာဒါပေမဲ့ တကယ်လုတ်ခဲ့တာယော်တာအပြင်လေးကလီဘာဒီယာဆိုရက်ယွာလေးပါအဲလီဘာဒီယာမှာသူတို့ဘရီသစ်ဒီဘီအန်တွေကသူတို့နေခဲ့တဲ့ပက်လက်စ်ပေါ့လေလီဘာဒီယာပက်လက်စ်မှာစာချုပ်ထုတ်တော့ပါစာချုပ်ထုတ်သူတို့ဆွေးနွေးတာကဒီသမရာကြီးရူးဇဗက်ဝင်းစတန်ချာချယ်အင်္ဂလိပ်ဝန်ကြီးချုပ်နောက်ဒီဆိုဗီယက်ကဆိုရင်စတာလင်ကသူတို့ကြားခဲ့တာဖေဗရီလာ၄ရက်နေ့နေ့17ရက်နေ့ဒီ1945ပေါ့ခင်ဗျာသူတို့ကဘာတွေဆွေးနွေးခဲ့လဲဆိုတော့အကြမ်းမြင့်ပြောရရင်တော့ ူတော့ဝါစပြီးတော့ဂျာမန်ဆက်ရှင်ဂျာမန်ဝင်တို့ဘလို့အုပ်ချုပ်မလဲဟလာဒီဒီအရှိဘက်ကဥရောပတိုက်ကတိုင်းပြည်တွေကိုဘလို့လို့တို့ဒီမိုကရေစီပေးမလဲနော်ကဘာကြီးကိုတို့ဘလို့အဲ့ဒီဒီဥရောပတိုက်ကိုတို့ဘလို့ထိမ့်သိမ့်မလဲချုပ်မလဲနောက်တစ်ခုကလည်းပါဖြစ်လဲဆိုတော့ဒီကဘာကုလသမဂ္ဂရဲ့ဟိုဟိုဘာလဲအချင်းပြက်အဲ့ဒီမှာခင်ဗျာတို့ကဘာကုလသမဂ္ဂကြီးကိုတို့ဘလို့ဖွဲ့စည်းမယ်ဖွဲ့စည်းတဲ့အချိန်မှာဘလို့ဆက်ပြီးဆောင်ရမလဲဆိုတော့တိရတိုင်းမဟုတ်ခင်ဗျာဟလာဗီဒီယိုပါဝါရှိတာက American ရဲ့ဟို Russia ရဲ့ ဟိုဘာလဲအင်္ဂလိပ်ကပြင်သေးရပေါ့ခင်ဗျာအဲ့တော့ဟိုကျွန်တော်စိတ်ဝင်စားပါတယ်ကျွန်တော်ငငယ်လေးရောက်ဘူးကျင်တယ်ခင်ဗျာကျွန်တော်လည်းရုရှားလို့လို့တော့သွားလေတော့ဒီလိုပေါ့ခင်ဗျာဟိုသူများတွေကကလေးတွေကတော့လူငယ်တွေចောင်းသူចောင်းသားတွေကတော့ကျွန်တော်လည်းသွားပါတယ်ပင်လယ်ကစားတွေရွာတွေပါဒီဒါပေမဲ့ကျွန်တော်တက်ကတော့ဒီယော်ဒာအင်မတန်ဟိုစိတ်ဝင်စားဖို့ကောင်းတဲ့နေရာပေါ့လေဒါကြီးကြောင့်အခုကဘာခကြီးကတော်တော်လေးသူတို့မှဟိုဟိုအနေနဲ့အခုတည်း ဟိုဘာခေါ်လဲ effect ကရှိသေးတယ်ပေါ့ခင်ဗျာအဲ့လိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ပေါ့လေဒီစစ်ပွဲကြီးကိုအောင်ခဲ့ပြီးစစ်ပွဲကြီးပြီးသွားတယ်ဒုတိယကမ္ဘာဆက်မှာလဲဟလာလူတွေအများကြီးတည်ခဲ့ရတယ်စစ်ပွဲကြီးဖြစ်ရတော့ဆရာရယ်လူတွေကတည်တရတာပဲနော်အဲ့တော့ကျွန်တော်တို့ကတော့စစ်ပွဲကြီးတော့မဖြစ်စေချင်တာအမှန်ပဲအဲ့တော့ဒီဘယ်လိုမှုကြီးဒီရုရှားကိုရောက်တဲ့အချိန်မှာလဲခုနဆရာလည်းပြောခဲ့ပါတယ်နော်တရုတ် နိုင်ငံရဲ့တမရအချစ်ချင်းဖြစ်နေလေတွေ့ဆုံဆွေးနွေးခဲ့တယ်เนาะအဲ့ဒီတရုတ်နဲ့ဆွေးနွေးခဲ့တာကတော့ကျွန်တော်ကတော့ကြိုးဆိုတယ်เนาะတရုတ်ကကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တယ်ကမ္ဘာပေါ်မှာလည်းပဲเนาะဒုတိယနေရာမှာရှိနေတယ်လို့ပြောရမယ်ပထမနေရာကိုလည်းပဲเนาะလှမ်းနေတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ဒီနိုင်ငံနဲ့ကျွန်တော်တို့နဲ့ကလည်းဆွေမျိုးပေါက်ဖော်ဖြစ်ပေါ့เนาะနေခဲ့တာလည်းနှစ်ပေါင်းများစွာကြာလာပြီအဲ့တော့ဒီတရုတ်နဲ့တွေ့ခဲ့တဲ့အပေါ်မှာလည်းเนาะအဲဆရာနိုင်ဆွေဦးရဲ့ 你嘞，别忘了，OK。 ဟိုကျွန်တော်နိုင်ငံတော်ကြီးကဘူဂျုံမူကြီးနဲ့တရုတ်သမ္မတကိုရုရှားနိုင်ငံမှာတွေ့ရဆိုတဲ့အခေကကျွန်တော်တို့ကတော်တော်ထူးခြားပြီလို့ကျွန်တော်ပြောလို့ရတယ်လို့ကျွန်တော်ယူဆပါတယ်ဆရာ။မြန်မာကြာရင်ကကျွန်တော်တို့မြန်မာနိုင်ငံပြစ်ပွားခဲ့တာမန်လေးကင်းကြီးနဲ့ပတ်သက်ပြီးတော့မှဒါတရုတ်သမ္မတကြီးကလည်းဒါစိတ်မကောင်းတာရဲ့ဒါတမန်တော်ပဲအရင်တော့လည်းတမန်တော်ပြေးပုတ်ခဲ့တဲ့အကြောင်းတွေလည်းဒါဆွေးနွေးရပြီးတော့မှဒီဟာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြရလည်းရှိသလိုပဲเนาะကျွန်တော်တို့ဒါငင်းငင်းစွာတူရှင်တွေနေထိုင်ကြီးမူကြီး9ရက်ပေါ့เนาะဆရာဒါနဲ့ပတ်သက်ပြီးတော့မှဒါတနိုင်ငံရဲ့ဒါပြည်တွင်းဝင်ရောက်မဆွတ်ဖက်ဖို့ကိစ္စရဲ့ငင်းငင်းစွာတူရှင်တွေနေထိုင်မှုကိစ္စရဲ့ဒါတွေကိုလည်းဆွေးနွေးကြရဆိုတော့တွေ့ရမှာဖြစ်ပါတယ်ဆရာ။နောက်တစ်ခုကတော့ ျွန်တော်တို့ကအရေးကြီးတာကမြန်မာနိုင်ငံမှာမကြခင်ပြုတ်လို့မယ်ပေါ့နော်ဟိုဒီနေ့ကုန်ကပြုတ်လို့မယ်အာပါတီစုံဒီမိုကရေစီအထွေရေကုန်ဝင်းနေပတ်သက်ပြီးတော့မှတရုတ်နိုင်ငံဘက်ကလည်းဒါထောက်ခံနေဆိုတာကိုဒါပြသခဲ့ရဆိုပြီးတော့မှဒါဆွေးနွေးခဲ့ကြရလေကျွန်တော်တို့ဒါတွေ့ရမှာဖြစ်ပါတယ်ရှင်ဒါချုပ်ပြီးတော့မှကျွန်တော်ပြောဟန်တော့ဒါကနိုင်ငံနိုင်ငံရဲ့ဒါဆွေမျိုးပေါ်ပေါ်ချစ်ကြည်ရေအထူးသဖြင့်ဒီနေ့ဟာဆိုရင်ကျွန်တော်2025ခုနှစ်ဟာဆိုရင်ဒါကျွန်တော်နိုင်ငံရဲ့85နှစ်မြောက်ဒါတန်တမန်ဆက်ဆံရေးဒါအထိမ်းမဲ့နှစ်လည်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါကျွန်တော်နိုင်ငံလုံးအတွက်ထူးခြားနှစ်တစ်နေလည်းဖြစ်ပါတယ်အဲ့တော့ဒီခီးစင်မှာပဲဟိုဂျုံမူကြီးက ဒါကျွန်တော်တို့တရုတ်သမ္မတကြီးနဲ့တွေ့ဆုံခဲ့တဲ့အတွက်နှစ်နိုင်ငံဆက်ဆံရေးကိုပို့ပြီးတော့မှတိုးမြှင့်တိစောက်နိုင်ခဲ့တယ်အထောက်အမြင်ရမှာဖြစ်ပါတယ်ဆိုတော့အဲဒီတော့ကျွန်တော်တို့နေဆက်ဒီစားတွေမှာဒါကြုံတွေ့နေရတဲ့ဟာလာကျွန်တော်အရေးခင်ဒါပြိပက္ခတွေလည်းဒါမကြခင်မှာတော့ဒါယုံနေပပျောက်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကလည်းပဲအာမျှော်လင့်ယုံကြည်မိပါတယ်ဆရာခင်ဗျဟုတ်ကဲ့ပါဆရာအောင်နဲ့ဆွေးနွေးရတယ်အထူးပဲကောင်းပါတယ်အဲ့တော့ကျွန်တော်တို့အစီအစဉ်လေးမရက်ခင်ဒီမဟာမြို့ချစ်စစ်ပွဲကြီးအောင်ပွဲเนาะ80ပြည့် ပြုလို့ရတယ်ပတ်သက်ပြီးတော့ဟိုဆရာပြောရပဲညီကုန်းချုပ်ပေါ့နော်အဲတခုလောက်ပြောရအောင်ခင်ဗျဟုတ်ကဲ့သူတော့ခုနဥနိုင်စဆရာနိုင်စပြောပြောခဲ့တဲ့အတိုင်းမှာဒီဟိုဒီလိုဟိုလိုအစည်းအဝေးတွေမှာဟာလာခင်အခုမှပြောရင်အခုဗာတီကန်မှာလဲဒီပိုရမင်းကြီးပွဲမှာဟိုဘာလဲဟိုသမရာကြီးထရမ့်နဲ့ဒီမီတူရီနဲ့အများကြီးအစည်းအဝေးတွေဘေးမှာဖြစ်တာလေးတွေကဒါထုံးစံရှိပါတယ်အဲ့တော့ ဒီတပွဲအဲ့တော့ဒီကိစ္စလေးမှာ80ရာလေးအမတန်အရေးကြီးတဲ့ anniversary ဖြစ်နေတဲ့အချိန်မှာဒီလိုတွေ့ခဲ့တာလေးကခုဆန်နိုင်စေဦးပြောသလိုပါတော်တော်အကျိုးရှိမယ်လို့မြင်ပါတယ်။ဒါပေမဲ့ဂျာတဲ့မှာလည်းဟလာခင်ကလာခဲ့တာတွေကတမင်ခေါင်းဆောင်တွေဆိုလဲဟလာဟိုဘရစ်ဇီးကခေါင်းဆောင်လာခဲ့မယ်တမင်ခေါင်းဆောင်တွေအများကြီးပါခင်ကအဲ့တော့ဒီလူတွေနဲ့လည်းစကားပြောဆိုတွေ့ခဲ့တဲ့ဟာလေးတွေကကျွန်တော်တို့တက်ကတော့ဟိုတကယ်ကိုအကျိုးရှိတယ်လို့ကျွန်တော်မြင်ပါတယ်။အဲ့တော့ဟို direct indirect ပေါ့ခင်ဗျာအဲ့တော့ ဟိုကိစ္စလေးတွေကတော်တော်အောင်မြင်မယ်လို့မြင်ပါတယ်။ဒါပြီးတော့ဒီလိုသူတို့အတွက်ကလည်းရုရှားအတွက်ကလည်းကျွန်တော်မြန်မာလာပြီးတော့သူတို့နဲ့အတူချီးကျက်တဲ့ပန်းကြားသူတို့အတွက်ကလည်းအင်မတန်ဂုဏ်ယူစရာပါနော်ဘာမှပြည်ပြတော့မဟုတ်ဘူးခင်ဒီမြင့်နိုင်ပြည်လည်းပါပါတယ်အဲ့တော့ကျွန်တော်အမြင်ကတော့တော်တော်တန်ဖိုးရှိရလို့အရေးကြီးတဲ့ကိစ္စကြီးတစ်ခုပါဘာမှပြည်အတွက်ကောတရုတ်ပြည်အတွက်ကောအားလုံးပြောတော့အားလုံးညွန်ပေါင်းအားလုံးအကျိုးရှိမှာပါခင်ဗျာ mutually beneficial ပါခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကလည်းပဲပေါ့နော်ဒီ ဓမ္မကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ငါးနိုင်ငံမှာနော်ဒီတရုတ်နဲ့ရုရှားဟာဗီဒိုအာနာသုံးနိုင်တဲ့နိုင်ငံတွေလည်းဖြစ်တယ်အဲဒီနှစ်နိုင်ငံကြီးနိုင်ငံကနော်ကျွန်တော်တို့ဘက်ကနေခိုင်ခိုင်မာမာရက်တီတာပါတကယ်ကိုဝင်းတာကြပါဒီပွဲမှာကြပို့ပြီးတော့ဒီနိုင်ငံနိုင်ငံဟာကျွန်တော်တို့ဘက်ရက်တီရဆိုတော့ပုံမြင်သွားတာပေါ့နော်အစံနိုင်စုကလည်း အနေကုန်းချုပ်လေးပြောပြပါအောင်ဟုတ်ကဲ့ပါဆရာဟိုကျွန်တော်တို့ဒီမဟာမျိုးကြီးစစ်ပွဲအောင်ပွဲဆိုရဲဒီစေးပြခါးနာတွေရာပေါ့နိကျွန်တော်တို့ဒီကဘောမှာဒါစေးရေးတိုက်ပွဲကာလကလေးကပေါ့နော်ဟိုတစ်ဖက်နဲ့ဖက်အရှိအဟုဆိုရင်နောက်စုပြန်ရတဲ့အချိန်မှာဒါအိုက်ခိကတော့ဆိုဖြစ်ပြည်တော်စုနဲ့သူရဲ့ဒါဝါစော အာအုပ်စုဝင်နိုင်ငံတွေရဲ့ဒါစိတ်ရင်အားကိုပေါ့နော်ဟိုထုတ်ဖော်ပြထားတဲ့ဘွဲတွေဘွဲဆိုလည်းမမအောင်ပေါ့နော်အဲ့ဒီခေတ်ကဆိုရင်တော့ဆရာရဲ့ဒါအာဒီဒီအနောက်ဘက်ကိုသူအနေနဲ့ဒါအင်အားပြတာပေါ့နော်အင်အားဘယ်လောက်ကြီးမှအကြောင်းပြတာတခါလေးကြရင်တော့မှသူတို့ကဒီ psychological warfare ပေါ့လေဆရာစိတ်တဆစ်စီအနေနဲ့တကယ်မရှိခဲ့တဲ့လက်နက်ကြီးတွေကိုအတုပြလို့ပြီးတော့မှပြတာပြီးတော့မှအနောက်ဘက်ကိုနောက်ကဘာကိုချင်းချောက်ခဲ့တဲ့အနေထားမျိုးလေးရှုနှစ်တွေမှာရှိခဲ့လို့ပြောပါတယ်ဆရာလေးလိုက်ပဲဒါပေမဲ့ဒီနေ့ဒီနောက်ပြောင်းလဲလာတဲ့ကမ္ဘာအခြေအနေကတော့ကျွန်တော်တို့ကဒါဆိုပြပြီးတော့မရှိတော့ဘူးဒ ါမဲ့ရုရှားနိုင်ငံဒါကဘောနော်ဒါကိုစက်ခံပြီးတော့မှာအာသူ့ရဲ့စိတ်အင်အားတွေမကတော့ဘူးသူ့ရဲ့တခြားအင်အားတွေပါဝါတွေပဲထုတ်ဖော်ပြသတယ်ဘာလို့ဆိုကမ္ဘာကလက်ရှိချိန်မှာဆရာရင်ကျွန်တော်တို့ကအရင်တော့ဟိုဟိုဟိုကျွန်တော်တို့ကဘိုင်းပိုလာပေါ့နော်အစုံနှစ်ဖက်နှစ်ဖက်အပြန်အလှန်ပြင်ချက်ပြီးတော့မှယူနီပိုလာဖြစ်လာတယ်ဘူးကဘာဖြစ်လာအခုကျတော့ကျွန်တော်တို့ကမာလ်တီပိုလာဖြစ်လာတဲ့အချိန်မှာဒါရုရှားနဲ့တရုတ်တို့အပေါင်းကြီးနိုင်ငံတွေဟာလေဒီမာလ်တီပိုလာဥတည်နေတဲ့အချိန်မှာဒီမာလ်တီပိုလာရဲ့အင်အားကိုကျွန်တော်တို့ပြသတဲ့ပွဲတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ကတော့ဟိုဒီလိုပဲဟိုအသုံးသတ်မိပါတယ်ဆရာ ာဟုတ်ကဲ့ပါဆရာောင်းနဲ့ဆွေးနွေးရလဲအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဆွေးနွေးမှုဒီမှာပဲနားပါမယ်ခင်ဗျာ